ငလင်တန်ကြောင့် Sky Villa ပြိုကျမှုဟာနိုင်ရင်80ကျော်သွားပြီဖြစ်ပြီးပိတ်မိနေသူတွေအသက်ရှင်သန်မှုမှာမျှော်လင့်ချက်နေပါနေပေမဲ့လည်းကေဇိန်အဖွဲ့တွေက Sky Villa မြောက်ဖက်ချမ်းမှာကေဇိန်နဲ့ရုပ်လောင်းတွေရရှိဖို့အတွက်သက်စွန့်စံပြဆက်လက်လှုပ်ဆောင်နေပြီးပြိုကျနေတဲ့အတွင်းပိုင်းထဲမှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့နဲ့မြန်မာနိုင်ငံပရဟိတအသင်းတို့ကကေဇိန်သမားတွေကဆက်လက်ရှာဖွေမှုတွေပြုလုပ်နေပြီးတွေ့ရှိခဲ့တဲ့ရုပ်လောင်းတွေကိုကျင်းမြောင်းကြက်တဲတဲ့အပေါက်ကနေပြီးပို့ပေးနေကြပါတယ်။ ခစ်သောကျေးပြေကျေးပြေဟုတ်အခုစာရေးသားနေချိန်မှာဒုက္ခဒိုင်မွန်စင်တိုက်ပိုင်ရှင်သမီးကြီးရဲ့ရုပ်အလောင်းကိုမြန်မာနိုင်ငံမိသက်တဖွဲ့နဲ့ရှမ်းမြောက်ပရဟိတအသင်းကကေဇေးသမားတွေကရှောက်ဖွေတွေ့ရှိတည်ထုံနိုင်ခဲ့တယ်လို့သိရပါဗျ